အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ9ရက်စောင့်ကြနေနေနဲ့ခင်းစီးရဲသတင်း30ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်စင်ရေးမေမေရရမရှိပဲအေးစင်နေရတဲ့တက်တက်တက်ရှိပါတယ်ကိုရခင်ရှေ့ရက်တွေကဗီဒီတာမှာရောက်နေမလဲဆိုပြီးခံမှန်းခဲ့တဲ့မန္တချေဆိုင်ရွှေလီရရလျက်စစ်လုံုံရေးတက်လို့အလွယ်ခေါ်ကြတဲ့အမှတ်144ခြေလင်းတိုင်ရမဲ့ဖြစ်ပါတယ် တစ်ဆယ်နှစ်ဆက်ကိုဆစ်စင်ရေးနောက်ဆုံးလိုင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်တို့ထံလက်နက်ချခဲ့တဲ့အောင်သတင်းကြက်တက်ထွက်ပေါ်ခဲ့ပေမဲ့ချမ်းပြည်နယ်မြောက်ဖားမြောက်ဖျားမှာတရတဲ့ကွက်ပြီးကြံနေခဲ့တာဖြစ်ပါတယ်။အဆိုပါတရင်ဟာတရုတ်ကုမ္ပဏီတွေကနေလုံခြုံရေးလုပ်တဲ့စစ်တီမှန်သမျှတရောက်ကိုတရက်လင်းတရုတ်ငွေ9ရံပေးတဲ့အခါချင်းငွေကိုလည်းရရှိနေတာဖြစ်ပါတယ်။ချက်ချင်းပြည်နယ်မမော်ဆက်မျက်နှာစာမှာရှေ့ရပိုင်းကလက်နက်ချခဲ့တဲ့စစ်တီမိသားစုဝင်160ကျော်ကို စစ်ပွဲနယ်ပြည်မြို့တွင်းကနေလုကဲအောင်ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်စစ်တပ်ရဲ့အောင်မြင်ဖြစ်တဲ့ Telegram Channel တွေမှာတော့ယခုဖြစ်စဉ်ကို KYA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေစုခွာထွက်ပြေးဆိုတဲ့အကြောင်းအရာဖြစ်ပေါ်ပြနေကြပြီဖြစ်ပါတယ်ညောင်ပိုင်းတိုင်းစစ်တပ်နာချုပ်ဘေးကက်လျက်အာဂလာခွင်းထဲမှာတော့ MI 70တည်ယူဖို့ဆောင်ရရရင်နစီစတမ်းပိုင်အနေထားနဲ့အသစ်ပြင်ထားရပြီဖြစ်ပါတယ်ကာမိုင်းကနေဖားကန်ကိုခြိတက်လာတဲ့အင်အားတစ်ထောင်ဝင်းကျင်ရှိ ခြေကြောင်းဟာနိုင်ရအလွန်မှာထပ်ပြီးထိတွေ့မှုဖြစ်ပါတယ်။ခြေစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့တပ်မတ်ကိုယခုတည်းထိစီစစ်နေသေးတာဖြစ်ပြီးဝါရဆန်းနဲ့ဒူးလေးပြည်သူစစ်တွေပါဝင်တာကတော့တေချာသလောက်ဖြစ်ပါတယ်။ကမ္ဘောဇိုဖုန်းကြောင်းနဲ့ဆူတောင်းတော်မှာယာယီခြေပြုတ်ထားတဲ့စစ်ကြောင်းဟာ KIA ကချင်လူမျိုးရေးတပ်မတော်နဲ့ပူးပေါင်းဖွဲ့တွေရဲ့အဟန့်စစ်ဆင်မှုကြောင့်နိုင်ရဘက်သူပြန်လည်ဆုတ်ခွာသွားရပြီဖြစ်ပါတယ်။မြို့တော်လာချိုးမှာတော့ဘိုးကြီးတို့စစ်တပ်ပြန်ရောက်ခါမှလက်စစ်မီလုံးဝမရတော့ဘူးဖြစ်ပါတယ်။ ညလေကောင်ထိဓမြတိုက်ခံနေရသလိုဌာနဆိုင်ရာဝန်ထမ်းတွေကတော့ညအချိန်သတိထားတွာလာကြလို့နေ့အခါတိုးတိုးတိတ်တိတ်နေကြဖို့တိုးတိုးတိတ်တိတ်သတိပေးနေကြရတာဖြစ်ပါတယ်။အေဒီတရားကိအဝင်ထွက်တွေကိုမနက်6ည6ကနေမနက်9ညခွန်တို့ပြန်လဲဖြေလျှော့ထားကဒေသခံပြည်သူတွေကိုလည်းပေါ်တင်ကြီးဖီအားမပေးဖို့ဝင်ကြီးချုပ်ခရီးစဉ်မှာထဲသွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဘူတိုင်းခြေချံစလုံးကြီးခြေဆိုင်အမှတ်968ခြေမြန်တိုက်ရင်တိုက်ပွဲအနေထားကတော့စီးနင်းတိုက်ခိုက်မှုယာနှုံးပြီးအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ ရေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကြားကနေမိမိတို့ဘက်က6ဦးပေးဆက်ပြီးမှယခုလိုအောင်မြင်မှုကိုရယူခဲ့တာဖြစ်ပါတယ်။ဘိုကင်းမှာလက်နက်ခရမ်းတွေတင်းဆဲယူဆောင်နေတဲ့ရေချောင်းတိုက်ခိုက်မှုကြောင့်ထပ်မံထိခိုက်ရတာလည်းရှိနေပါသေးတယ်။အခုလိုမျိုးတိုင်ရင်ဌာနချုပ်နဲ့အခိုင်အမာခြေစိုက်စခန်းတွေကိုတိုက်ခိုက်မှုကသာလျှင်စစ်တပ်ကိုအမှန်တကယ်မျက်ဖြူစိုက်စေတာမျိုးဖြစ်ပါတယ်။စခန်းရေးမှာဘာကုန်းနဲ့ဆက်ဆံရေးဟာမူလတည်းကကောင်းမွန်ခဲ့ပြီးသားဖြစ်ပါတယ်။လက်ရှိအနေအထားကတော့ပွင့်လင်းမြင်သာ ချင်းချင်းရှားရှားမြင်တွေ့ရခြင်းလို့ဆိုရမှာဖြစ်ပါတယ်။ရခိုင်လူလူရဲ့ရည်တည်ချက်နဲ့နိုင်ငံရေးရည်ရွယ်ချက်ဘလောက်တိုင်းတာရှိတယ်ဘလို့ရည်ရှိရှိရဆိုတာကိုသိတာထင်ရှားစေခြင်းပဲဖြစ်ပါတယ်။အာရခတတော်ဟာနိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့အညီဆောင်ရွက်နေကြတယ်လို့ရှုမြင်ရပြီးအိန္ဒိယနိုင်ငံများနဲ့ယခုထက်ကောင်းမွန်တဲ့ဆက်ဆံရေးတွေထပ်မံရရှိနိုင်အောင်မဲ့အလားအလာတွေရှိနေပါတယ်။ချောရရင်ဘာကောင်းတဲ့နီးကပ်တဲ့ဆက်ဆံရေးဟာစိုးကျိုးမရှိနိုင်ဘူးဖြစ်ပါတယ်။တော်လံပြည်သူများနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များခင်ဗျာ။ မနေ့ပြန်မေလ10ရက်နေ့မှမေလ15ရက်နေ့အတွင်းမုတ်တုံလေးဝင်ရောက်နိုင်ခြင်းရှိပြီးမြန်မာတိုင်းနိုင်ငံလုံးမိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်နိုင်ခြင်းရှိတယ်လို့ထုတ်ပြန်ကြေညာထားတာမို့အချိန်မီကြိုတင်ပြင်ဆင်နိုင်ကြပါသေးကြောင်းသတိပေးတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်